ခန္ဓာကိုယ်ဆိုတာတစ်ခါတစ်ခါယောဂဝေဒနာတွေဖြစ်ပေါ်လာတတ်တယ်ပေါ့အဲဒီလိုယောဂဝေဒနာတွေဖြစ်ပေါ်လာတဲ့အခါစိတ်ဓာတ်အင်အားကထီရှိတဲ့ယောဂတွေတမာရီစွမ်းအားတို့ကရှိနေတဲ့ယောဂတွေကိုမကျော်လွှမ်းနိုင်မကျော်လွှမ်းနိုင်တဲ့အတွက်ကြောင့်ယောဂကပရမိုထာအဲဒီချိန်မှာမြတ်စွာဘုရားကသူကျင့်နေတဲ့ဝိပဿနာစွမ်းအားတွေကိုတိုးမြင့်ပေးဖို့အတွက် ဝိပဿနာစွာအာဝိပဿနာတရားတွေကိုသူနာကြားလိုက်တဲ့အခါကျတော့စိတ်ခွန်အားတွေကပုံများလာတဲ့အခါဖြစ်ပေါ်နေတဲ့ယောဂဝေဒနာတွေကိုပြောင်းဖို့တော့နိုင်ဒီကနေ့ခေတ်မှာလည်းပဲစိတ်ဓာတ်တွေမှာမှတ်တမ်းနေရှိတာပဲတကယ်ကိုတမာရီကောင်းအောင်တရားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာနှလုံးယောဂပျောက်သွားတာရှိတယ်သွေးရောယောဂတွေပျောက်သွားတာရှိတယ်ဘာဖြစ်လို့လဲဆိုရင်စိတ်ခွန်အားတွေက ီဝေဒနာတွေကိုလွှမ်းမိုးသွားနိုင်လို့ပဲစိတ်ဆိုတာမိမိတဏ္ဍမှာဖြစ်ပေါ်လာတာနဲ့တကြိုင်နဲ့အကျုပ်တရားကိုထုတ်လုပ်ပြီးသားဖြစ်တယ်။ तू ကမွေးဖွားလိုက်တာနဲ့တကြိုင်နဲ့ तू မွေးဖွားပြီးချင်းစိတ်ဖြစ်ပေါ်ခြင်းဖြစ်ပေါ်ခြင်းရုပ်တရားကို तू ထုတ်လုပ်တယ်။ဘယ်လိုဥပမာလဲလို့ကြည့်မယ်ဆိုလို့ရှင်ဖြောင်းတဲ့မီးလေးကိုထွန်းလိုက်လို့ရှင်ဖြောင်းတဲ့မီးလေးလင်းလာလိုက်တာနဲ့တကြိုင်နဲ့အလင်းရောင်ဆိုတာရလာတယ် ဲ့ဒါလည်းပဲစိတ်တက်ကလေးတစ်ခုဖြစ်လိုက်တာနဲ့တပြိုင်နဲ့ထိုစိတ်ကနေပြီးတော့ကြည်လင်တဲ့စိတ်ကလေးဖြစ်လာလို့ရှင်အဲ့ဒီကြည်လင်တဲ့စိတ်ကကောင်းမြတ်တဲ့စေတစာယုတ်တွေကိုဖြစ်ပွားစေတယ်အဲ့ဒီကြည်လင်တဲ့စေတစာယုတ်တွေဖြစ်ပွားလာတဲ့အခါကျတော့ကျမ်းမာမှုကိုနှောက်ယှက်ဖြစ်ပြီးတော့အစိတ်အတော့ဖြစ်နေတဲ့ unhappy body ပေါ့ဆဲတွေတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးသားတွေအဲ့ဒါတွေက အချိန်တန်တော့သူကသူပျောက်သွားတာနောက်ထပ်ကောင်းတဲ့သွေးသားတွေနဲ့အစာထိုးပြီးသားဖြစ်သွားစိတ်ကအကောင်းကြီးကြီးထုတ်ပေးသည့်အတွက်ကြောင့်အကောင်းကြီးကများလာများလာလို့လူရဲ့ခန္ဓာကိုယ်ဟာလည်းပဲကျန်းမာလာတယ်လို့ဒီလိုဆက်ဆက်မှုရှိတာအေးဒါကြောင့်မို့ခိရိမာနန္ဒယဟန်ကိုခေါ်ကြပေးတဲ့တင်ညာတရားတွေကိုဘုန်းကြီးတို့တွေလည်းမှတ်သားလာယူပြီးတော့မိမိရဲ့စိတ်ဓာတ်ခွန်အားတွေကိုဖြစ်တင်းပေးထားမယ်ဆိုရင် ကျမ်းမာမှုပါမိမိတို့ရဲ့စိတ်ခွန်အားအားလျော်စွာကျမ်းမာမှုတွေရရှိလာနိုင်တယ်ဆိုတာသိချာဘုန်းကြီးတို့တခါတုန်းကဟောပေးထားတဲ့တရားတစ်ပုဒ်ထဲမှာယောဂခုစားစိတ်စွမ်းအားဆိုတဲ့အထဲမှာဒီဂိရိမာလန္ဒတုတ်ကိုအကျဉ်းလေးထုတ်ပြီးတော့ပြောထားဖို့လေပေါ့အခုဒီကနေ့ညအဲ့ဒီတုတ်ကိုအကျယ်အားဖြင့်မှတ်သားနိုင်ကြဖို့ အဲ့တော့ဂိရိမန္တနာယဟန်ကိုခေါ်ပေးတဲ့တင်ညာ7ပါးဆိုတာဝိပဿနာတရားတစ်ခုပဲရှင်အနန္ဒာကမြတ်စွာဘုရားစီကတင်ယူပြီးတော့ဂိရိမန္တနာယဟန်ကိုတွားပြီးတော့ရှင်းပြတယ်နံပါတ်1တင်ညာကဘာလဲလဲဆိုရင်အနိစ္စတင်ညာသူကိုယ်တိုင်ကလည်းတရားထုတ်နေတဲ့ပုဂ္ဂိုလ်ဆိုဘုရားတို့တွေလည်းကိုယ့်ရဲ့ခန္ဓာကိုကြည့်လိုက်မယ် ကိုယ်ဘဝကိုခြုံငုံပြီးတော့ကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေမှာရုပ်ခန္ဓာကြီးရှိတယ်အဲ့ဒီရုပ်ခန္ဓာနဲ့မှီပြီးတော့စိတ်ရဲ့ခံစားမှုဆိုတဲ့ဝေဒနာခန္ဓာရှိတယ်အာယုနဲ့တွေ့တဲ့အခါစိတ်ရဲ့မှတ်သားမှုဆိုတဲ့သင်ညက်ခန္ဓာရှိတယ်စိတ်ရဲ့ခြံစည်တွေ့တော်မှုလုံဆောင်မှုစတဲ့သင်္ခါရခန္ဓာဆိုတာရှိတယ်အတိစိတ်ဆိုတဲ့ဝိညာဉ်ရဲ့ခန္ဓာရှိတယ်ပေါ့အဲ့ဒီခန္ဓာ၅ပါးထဲမှာ တဏ္ဍာဒိဋ္ဌိနဲ့ဆွဲယူထားတဲ့တဏ္ဍာဒိဋ္ဌိနဲ့ဆွဲတယ်ဆိုတာတဏ္ဍာရဲ့အမြင်နဲ့ဒီခန္ဓာကိုငါဟာလို့ဆွဲတယ်ဒိဋ္ဌိအမြင်နဲ့ဆွဲရင်ငါလို့ဆွဲတယ်အဲ့ဒါလို့တဏ္ဍာဒိဋ္ဌိနဲ့ဆွဲယူထားတဲ့ဥပါဒံလို့ခေါ်ရတဲ့ဥပါဒံနဲ့ခန္ဓာလို့ခေါ်တယ်ဒီခန္ဓာ၅ပါးဟာငြဲတဲ့ဟာမဟုတ်ဘူးဖြစ်ပြီးရင် ပျက်စီးသွားတာပဲအကြောင်းတိုက်ဆိုင်လို့ပေါ်လာတာပေါ်လာပြီးရင်ပြက်သွားတဲ့သဘောရှိတယ်လို့မမြဲတဲ့သဘောကိုစဉ်ញင်စဉ်းစားပြေဖို့လိုအပ်တယ်ခက်ချမ်းချမ်းလေးတွေးကြည့်လိုက်လို့ရှင်ဘုန်းကြီးတို့တွေအခုအသက်50 60 90ရောက်နေတဲ့ပုံကိုယ်ပြန်စဉ်းစားကြည့်မိခင်ကွမ်းကကျွတ်လာကစားငယ်ငယ်တုန်းကအွယ်ငယ်ငယ်တုန်းကရုပ်တွေမရှိမှမရှိပါဘူး ကမရှိတဲ့ချက်ချင်းပြောင်းသွားတာမဟုတ်ဘူးနေစဉ်နဲ့အမျှတရေရွေ့ပြောင်းလဲပြီးတော့တာဘာနဲ့ဥပမာတူတော့ဆိုရင်မြည်ကြီးစီးနေတဲ့အခါဒီမြည်ကြီးဟာတဖြည်းဖြည်းပြောင်းနေတယ်လို့ပဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမရှိတဲ့ရုပ်ခန္ဓာကိုကြီးကတဖြည်းဖြည်းပြောင်းနေတာဒါကြောင့်မို့ getting older and older older and older oh 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 လာခုံပြီးတော့သွားတာမဟုတ်ဘူးမနေ့ကယုံနေဒီနေ့ယုံမတူတော့ဘူးခနေ့ယုံနေလက်ပြင်ကယုံနေမတူဘူး သို့သောမတူဘူးဆိုတာဟာမသိတာဒီအတွက်ကြောင့်ဘုန်းကြီးတို့တည်းတူကပြောင်းမှမသိဟောဆယ်နှစ်လောက်ရောက်သွားပြီဆိုရင်ပြောင်းမှသိသွားတယ်အနည်း20လောက်ဆိုပြောင်းမှသိသွားပို့ပြီးတော့သိတာထင်ရှားတာငငယ်တော့ရုပ်လေးကိုဓာတ်ပုံရိုက်တာဒီကနေ့အသက်50 60 80 90ရှိတဲ့ပုဂ္ဂိုလ်ပြန်ကြည့်မှတ်တော်မှမှတ်မိတဲ့အနေအထားမျိုးရောက်သွားအဲ့လိုပြောင်းလဲမှုဟာဒါမမြဲတဲ့သဘောဆိုတာကိုထင်ရှားစေတယ်ပေါ့ အဲ့ဒါလို့ခက်ကျဲကျဲတွေးရင်းကနေပြီးတော့ရုပ်ရဲ့မမြဲတဲ့သဘောတွေကိုစဉ်းကျင်စဉ်းစားပေးတာအနိစ္စနုပ္ပတိတောကဖြစ်နေမဲ့အစားမကြမ်းမှမဖြစ်နေပြီဆိုလို့ရှင်အေးဘဒ္ဒနာမှာရှိတဲ့ရုပ်တွေခံစားနေရတဲ့ဝေဒနာတွေပျော်ရွှင်တဲ့ဝေဒနာပဲဖြစ်စေဆင်းရဲတဲ့ဝေဒနာပဲဖြစ်စေမှတ်သားနေရတဲ့တင်ညာသဘောတရားတွေ ကြံတွေးမှုသိမှုစတဲ့သင်္ခါရသဘောတရားတွေအတိစိတ်လို့ဆိုတဲ့ဝိညာဏသဘောတရားတွေဒါတွေဟာဘယ်ယာမတည်မြဲမှုမရှိဘူးဖြစ်ပြီးရင်ပြည့်နေတဲ့အနေဆသဘောတရားတွေပဲဟုတ်တော်အဘာဝအကြောင်းတိုက်ဆိုင်လို့ပေါ်လာပြီးတဲ့နောက်မှာလုံးဝပျောက်ကွယ်သွားတယ်အဲ့ဒါလို့လုံးဝပျောက်ကွယ်သွားတဲ့အနေဆသဘောတရားကိုစဉ်းကျင်စဉ်းစားပြီးခြင်းဖြင့် ကိုယ်တဏ္ဍမှာဖြစ်ပေါ်နေတဲ့ယောဂဝေဒနာဟာယောဂဝေဒနာကိုမေ့ထားပြီးတော့ဒီအနိစ္စလို့ရှုမှတ်နေတဲ့အတိညာဉ်ပေါ်မှာစိတ်ကရောက်ပြီးနောက်ဆုံးမှကိုယ်တဏ္ဍမှာဖြစ်နေတဲ့ယောဂဝေဒနာတွေဟာစိတ်ဆွမ်းအားတွေကြီးမားလာတာနဲ့တပြိုင်တည်းသူကတက်တာသွားတယ်ပျောက်ကင်းသွားနိုင်တယ်။ဘာဖြစ်လို့တော့ဆိုဘယ်အရာမှမြဲမှမမြဲတာဟုတ်။ယောဂဆိုတာလည်းမြဲတဲ့အရာမဟုတ်ဘူး။ လောကလူတွေကယောဂတစ်ခုရပြီလို့ရှိရင်စိတ်ဆွဲလန်းမှုကြီးကအမတန်မှပြင်းထန်တယ်။ဥပမာမဲ့သွေးတို့ယောဂရှိတဲ့ဘုရားငါ့မှာသွေးတို့ယောဂရှိတယ်သွေးတို့ယောဂရှိတယ်ဆိုတော့စိတ်ဆွဲလန်းမှုကြီးရှိတယ်။စီးကျို့ရှိတဲ့လူကလည်းစီးကျို့ရှိတယ်စီးကျို့ရှိတယ်ဆိုစိတ်ဆွဲလန်းမှုရှိတယ်။အဲ့ဒီစိတ်ဆွဲလန်းမှုကြောင့်တခါတရံကြတော့ယောဂပုံမှာစိတ်ရောက်နေတာကပို့ပြီးတော့ယောဂကိုတိုးစီတယ်လို့ဖြစ်တယ်ပေါ့။အေးဒါကြောင့်မို့ မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားပြတဲ့အနိစ္စတင်ညာဆိုတာကိုပွားလိုက်ပါတဲ့အဲ့ဒါပွားလိုက်မယ်ဆိုလို့ရှိရင်တော့ခိရိမာနန္ဒယဟန်ရဲ့တဏ္ဍာမှာဖြစ်နေတဲ့ယောဂါကြီးပျောက်တော့ပါမယ်လို့မြတ်စွာဘုရားဟောတော့ဘုရားဟောတဲ့တရားကိုသူလိုက်ပြီးတော့နာကြားရင်းကနေပြီးတော့ဒုက္ခနာကိုနဲ့အတိညာနဲ့စဟပ်ပြီးတော့နှလုံးသွင်းတဲ့အခါမှာယောဂဝေဒနာတွေတက်တာပါပဲ။ ဟောနောက်တစ်ခုဆက်ပြီးတော့မြတ်စွာဘုရားဟောတယ်အနတ္တတင်ညာတဲ့အနတ္တတင်ညာဆိုတာလောကလူတွေကဘာဖြစ်ဖြစ်ကိုလုံရင်ဖြစ်တယ်ကိုလိုတိုင်းဖြစ်တယ်လို့ထင်နေကြတယ်အများကြီးဒီတိုင်းပဲထင်မှန်တော့သူအကြောင်းလေးနဲ့သူတိုက်ဆိုင်လို့အစဉ်ပြေးနေတာကိုကိုလိုလိုဖြစ်တယ်လို့ပဲထင်ညအဲ့ဒီအထင်ရောက် တကယ်တော့ကိုလုံးတာမဟုတ်ဘူးသူ့အကြောင်းတရားကသူ့ဟာသူလုံးနေတာကိုကိုကကိုလုံးတယ်လို့မှားရင်ပြီးတော့ထင်မြင်ယူဆကြတာဖြစ်တယ်ကိုလုံးလို့ဖြစ်တယ်မဖြစ်ဘူးဆိုတာစဉ်းကျင်စဉ်းစားကြည့်ငါရုပ်လေးဟာထာဝရပြိုးနေပါစေလို့လို့လို့ရမရဘူးပျော်ရွှင်တဲ့ဝေဒနာခံစားချက်လေးကိုလည်းထာဝရပြိုးနေပါစေလို့ဒီလိုပြောလို့မရ မှတ်သားတဲ့တင်ညာလေးဟာလည်းတခါမှတ်ပြီးရင်ဘယ်တော့မှမမေ့ပါစေနဲ့လို့ပြောလို့မရဘူးသင်္ခါရဆိုတဲ့လုံးစုံမှုတွေဟာလည်းဒီတိုင်းပဲဝိညာဏဆိုတဲ့အသိစိတ်ကိုလည်းဒီတိုင်းပဲဟောနောက်တစ်ခုရသော်ဘုရားကအနတ္တတင်ညာဆိုတဲ့နေရာမှာဟောတာအာရဏဆန်ဘာနဲ့ဟောတယ်အာရဏဆန်ဘာဆိုတာဘုန်းကြီးတို့တွေပါမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်စိတ်ရှိတယ် ဒါအတွင်ပိုင်းကရှိတဲ့ညာမျက်စိနန္ဒာတရားကိုစိတ်ဆိုတဲ့တင်္ဃရက်တွေရှိတင်္ဃရက်ရှိလို့မျက်စိကမြင်စရာအဆင့်အာယုံကိုမြင်တယ်နားကကြားစရာအတန်ကိုကြားတယ်နှာခေါင်းကအနံ့ရစရာအနံ့ကိုရတယ်လျာကအရသာကိုသိတယ်ခန္ဓာကိုယ်ကအထီးတွေ့ကိုထီးတွေ့တယ်စိတ်ကကြံတွေးရတဲ့အာယုံတွေကိုသိရှိတယ်ဆိုပေါင်းလိုက်တဲ့အခါကျတော့